ေကမနဲ့မိုးလင်းလင်းချင်းဒေါသထွက်အောင်လည်းမဲလုံးလိုက်ရတယ်။ဆရာမကြရပဲမရဲလို့ပထမဆုံးနေ့မှာပထမဆုံးစားလိုက်တဲ့နေ့မှာမှပြန်ဖြစ်ပြီးတော့အဲ့လိုမျိုးတောင်းကျမ်းရတဲ့ဆင်းရဲခဲ့ရ။ဘလုံးနေရင်သူကြည့်လို့မရဘူးပေါ့နော်အဲ့လိုမျိုးမမလေးလို့ခေါ်လာရတဲ့အချိန်နေရအောင်ဒီတန်းမှာမမလေးကအဲ့လိုအဖေကခေါ်ခိုင်းတဲ့အချိန်မှာတော့လုံးဝကိုကအဲ့လိုမထွက်ဘူးပေါ့နော်တကယ်တော့သူပြန်ပြီးရွေးတဲ့အချိန်မှာတော့မမလေးမမလေးဆိုပြီးတော့အဲ့လိုခဏခဏပြောခဲ့ရတာ တီမူတီရာမူတီရာအဲ့ဒီအရင်ခူလိုက်ရအောင်အဲ့တော့ကိုရီကိုစီကိုစီရလာတဲ့ character တွေပေါ့ဘယ်လိုလေးအမြင်ရှိလဲပြောပြပါဦး character လေးခါရိုက်ပူးနေတဲ့ character တွေအများကြီးပွဲထွက်တယ်ပေါ့တော့အဲ့တော့နည်းနည်းလေးစိတ်ပူပြီးရပြိတ္တနေကြည့်တဲ့ခါကြရင်ပေါ့တော့ဒါပေမဲ့လည်းဒါကတော့ဘုရားပညာရသတစ်ခုအနေနဲ့ပဲဖန်တီးထားတာဖြစ်တယ် ဟုတ်ကျွန်တော်လည်းကျွန်တော်ကယ်ရီတာကတော့ဘာမှထွေထူးသိပ်ပြောတာမရှိပါဘူးကျွန်တော်အဓိကကတော့သူ့တော့ဝင်ချင်းစာရပါနော်သူဖြစ်လာရဲ့ဆက်အစအနေဆုံးထိတော့ကျွန်တော်ကိုယ်တိုင်လိုက်ပြီးတော့ခန်းစားလို့ရပါတယ်ဒါလေးပါပဲဟုတ်ဟုတ်ဒီကအရင်ချမ်းသာတဲ့ကယ်ရီတာဆိုတော့လည်းစာပိုင်းမှာအများကြီးဒီဒီတုံးတုံးကိုထေးကြလေးတိုင်ပြီးမချုပ်ခဲ့ရတယ်ပေါ့အချိန်ယူခဲ့ရတယ်ပေါ့အိုင်တင်ပိုင်းမှာဆိုတော့ကိုကပုံမှန်ဟိုဆိုရင်မျိုးတိုက်တဲ့ကယ်ရီတာကတော့ဘူးဆိုလို့ရှိရင်ပတ်ခွဲရတယ် ိကကတော့ကျွန်တော်တို့ဒီကိုကိုတယ်ဖုန်းနဲ့ကျွန်တော်နဲ့ကဒီမှာဒီကိုအင်ဂျင်ဝင်ဆက်တွေဝဲရတာများရပါတော့အဲ့တော့ဒီမှာမီးရလည်းမမှန်ဘူးဆိုတော့ကျွန်တော်တို့အပြက်တနာတော့ရှိရပါဘူးအရင်အိုက်ပြီးချွေးထွက်တာပေါ့နော်အဲ့ဒါတော့အခက်ခဲဆုံးပေါ့ဒီတကားလုံးမှာအဲ့ဒါအခက်ခဲဆုံးဖြစ်လိမ့်မယ်အဲ့ဒါလေအခက်ခဲပထမဆုံး jacket နဲ့ရနေစားအဲ့စင်းနဲ့စားရိုက်တာဆိုလို့ဒီကအဲ့တော့ low ကလည်းထွက်ရတာပေါ့နော်ဒီကမနဲ့မိုးလင်းလင်းချင်းဒေါသထောင်းလည်းမဲလောက်လိုက်ရအဲ့ ဲ့မရဲလို့ပထမဆုံးနေ့မှာပထမဆုံးစားလိုက်တဲ့နေ့မှာမှပြန်ဖြစ်ပြီးတော့ဟောလိုမျိုးတောင်းကျမ်းရတဲ့စင်ရဲ့ခဲ့ရတော့ဒီကတော့ဟိုးဟွာခေရခင်ရဲ့ချစ်တဲ့ပေါ့နော်အမေမရှိရောင်းတော့မိုင်းမှာဘုရားအရာရာသူ့စိတ်ဖြစ်ရနေပြီးတော့နောက်တရားပုံမှာစိတ်ကြိုင်သွားတယ်ဘလုံးနေရင်သူကြည့်လို့မရဘူးပေါ့နော်အဲ့လိုမျိုးအဲ့တော့မမေလေးလို့ခေါ်လိုက်ရတဲ့အခန်းနေရအောင် ်မိမိလေးကအဲ့လိုအဖေကခေါ်ခိုင်းတဲ့အချိန်မှာတော့လုံးဝကိုကအဲ့လိုမျိုးမထွက်ဘူးပေါ့နော်တကယ်တော့သူ့ပြန်ပြီးရွေးတဲ့အချိန်မှာတော့မိမိလေးမိမိလေးဆိုပြီးတော့အဲ့လိုခဏခဏပြောခဲ့ရသူ့ကြည့်မှာမိမိလေးရဲ့လားမခေါ်ချင်းဒီနေ့အဖေပြောအဖေရမ်းဆိုးရယ်နော်ဒီနေ့ဦးရအောင်မလားလို့သူ့တွေ့တိုင်းပြောအဖေနော်ပပင်းရမ်းဆိုးရယ်ဒေဒီကြောက်ဖို့အကုန်လုံးဖြစ်သွားတာဒီတစ်ဆက်လုံးကဒေဒီကြောက်ဖြစ်တာအဲ့တော့ဒီနေ့မလားလားဟေးသူရှောင်းနေဒေဒီရှောင်းနေ